အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာလဲကျွန်တော်ကဂျပန်နိုင်ငံမှာရှိတဲ့ second hand ဆိုင်နယ်ပတ်သက်ပြီးအကြောင်းအရာကိုတင်ပြပြီးတော့မှာပဲဖြစ်ပါတယ်နေရာကတော့ဘောအောဘဇာလို့ခေါ်တဲ့ second hand ဆိုင်လေးပါအရင်တစ်ခေါက်ကလဲကျွန်တော်တင်ပြပို့ပါတယ်လိပ်စာကိုလဲ post မှာရေးပြထားပါတယ်ခင်ဗျာအခုလိုတင်ရတဲ့ရည်ရွယ်ချက်ကလဲကျွန်တော်ကစားပစ်ပေးပြီးရောင်းနေတာလဲမဟုတ်ပါဘူးခင်ဗျာဗီဒီယိုကြည့်ပြီးတော့လို့တခုခုအတွေးခေါ် ဗဟုတရရရှိခြင်းတဲ့ဆန္ဒတစ်ခုပါဥပမာဂျပန်နိုင်ငံအော်ဒီလိုပါလားစနစ်ကြပါလားပစ္စည်းကိုဒီလိုရောင်းပါလားဆိုရယ်သူတို့ရဲ့အလေးအထားလေးကိုတည်သွားရင်ကိုရီးယားလည်းတခြားလူတွေကို share ရင်းလုပ်ပေးလို့ရတာပေါ့နော်အဲ့လိုကြီးရွယ်ချက်နဲ့ပဲကျွန်တော်ကတင်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာကိုတည်ခြင်းတဲ့အကြောင်းအရာကိုလည်း comment ကနေမေးမြန်းထားလို့ရပါတယ်ခင်ဗျာကျွန်တော်အတက်နိုင်ဆုံးအားတဲ့အချိန်ဒီမှာကိုတည်တဲ့လောက်အကြောင်းအရာတွေတော့ပြန်လဲ reply လုပ်ပြီးပါမယ် ပန်နဲ့မြန်မာကငွေဈေးကအခုကျွန်တော်တို့2025 6လပိုင်းမှာဂျပန်ငွေတယန်းကိုမြန်မာငွေ30ကျပ်ရှိရဗျာအခုလိုပြောရတဲ့အကြောင်းရင်းကတော့အခုပစ္စည်းကိုကြည့်လိုက်တာနဲ့ဥမာ2000ရန်2000နံပစ္စည်းတွက်လိုက်တဲ့ဆိုရင်တန်းပြီးတော့ခုန30နဲ့မြောက်လိုက်ရင်အော်အဲ6000ပါလားဆိုတော့ပစ္စည်းကိုတန်းပြီးတွက်လို့ရအောင်ကျွန်တော်ကအခုလိုရှင်းပြပေးခြင်းပဲဖြစ်တယ်။ဘာပစ္စည်းတွေရလဲဆိုတော့အခုဘီရိုမှာမြင်တဲ့အတိုင်းပဲကလေးပစ္စည်းတွေ နောက်ပြီးတော့အိမ်သုံးဆောင်တွေအိုးခွက်ပကံတွေလက်စစ်ပစ္စည်းတွေဖုံးအဲဥမာငါးများချိတ်တူလိုမျိုးစကိတ်စီးတာတွေအဲနောက်ခေါင်းရိုက်တာတွေအမျိုးစုံပေါ့ဗျာစကန်ဟန်ပစ္စည်းတိုင်းကအလုံးလိုလိုကောင်းတယ်လို့တော့မဆိုလိုပေမဲ့ဗျာတဝက်တလီကတော့အလိုအတုံးမပြူရရဲ့ပစ္စည်းတွေကိုရှာရင်ရှာတတ်တယ်လို့အဲကောင်းတဲ့ပစ္စည်းတွေရှိနိုင်တာကိုကျွန်တော်ကပြောပြပေးခြင်းပဲဖြစ်တယ် ကလေးတွန်းလေးလေးတွေတယောက်စီနှစ်ယောက်စီဘိန်းလေးလည်းမြမငွေနဲ့ဆိုရင်နှစ်သိန်းအထက်ကနေစပြီးရှိတယ်ဒီကောင်တွေကအစ်စ်မဟုတ်ပဲနဲ့အဟောင်းပစ္စည်းတောင်မှဘလောက်ခံလဲဆိုကျွန်တော်ပြောပြမယ်ကျွန်တော်အတိဒီတဲမှာဒီတွန်းလေးလေးအသုံးပြုတဲ့လူရှိရပါတော့သူတို့ကအဲ့လိုကလေးမတင်တဲ့အခါဆိုရင်ကလေးကိုခြီးပြီးတော့ဈေးဝယ်ပြန်လာတာဗျာအမှ30ကီလိုတင်တယ်အဲ့ဒါတခြားပစ္စည်းအချောက်ချမ်းတွေလည်းအများကြီးထဲ့တာပဲပြီးကြတော့သူတို့ တန်းတန်းတန်းတုံးတယ်နှစ်နှစ်သုံးနှစ်လောက်ရှိပြီအဲ့ဒါကိုခုထိခံနေတော့မယ်အသုံးပြုလို့ရတော့မယ်အဲ့လောက်ကိုခံတာဗျာကျွန်တော်ပြတဲ့ဗီဒီယိုမှာကြည့်ရင်လည်းဈေးနှုန်းလေးတွေ့သွားရင်တော့ခုနကပြောလိုပဲငွေအတိကျတော့မဟုတ်ပေမဲ့ခမန်းချေ30နဲ့ပဲမြောက်ပြီပေါ့နော်အဲ့ဒါဆိုရင်တော့မြန်မာငွေအတိကျထွက်မယ် てので、この機会にはご覧くださいませ。ありがとうございます。 ဖုန်းပစ္စည်းတွေအားလည်း iPhone, iPad, MacBook, laptop အမျိုးမျိုးပဲဗျာအမှလက်စစ်ပစ္စည်းတွေရှိတယ်ဖုန်းဝယ်မယ်ဆိုရင်လည်းဖုန်းက SIM free လား SIM lock ကြလားအဲ့ဒါကိုအဓိကကြည့်ပြီးဝယ်ရမယ် SIM free ဆိုရင်တော့ဘယ်နိုင်ငံရောက်ရောက်အသုံးပြုလို့ရတယ် SIM lock ကြတဲ့ဥစ္စာဆိုရင်တော့ဂျပန်ကလွယ်ပြီးတော့တခြားနေရာသုံးလို့မရဘူးအဲ့ဒါကိုတော့သတိထားစေချင်တယ်ကျွန်တော်အခုလို့ပြောပြရင်လည်းဘဟုတုတရရစီရမယ်အကြောင်းအရာလေးလည်းတစ်ချက်တစ်ချက်ထည့်ပြီးပြောပြပြီးတော့မှမို့လို့ ဲဒီဗီဒီယိုအဆုံးထိလေးကြည့်ပြီးကြပါလို့ ခေါက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့လေခေါက်တန်တွေကိုတစ်ချောင်းချင်းလဲဝယ်လို့ရသလို80တန်လဲဝယ်လို့ရတယ်မဟုတ်ဘူးဆိုရင်လည်းတစ်ဆက်လုံးလဲဝယ်လို့ရတာဗျာတချို့ဆိုရင်တစ်ဆက်လုံးကိုမှမြန်မာငွေနဲ့ဆိုရင်3သိန်းဝန်းကျင်ကနေစရှိရဗျာဒီဘက်မှာလေထူးခြားတာဟာဗျာပစ္စည်းတွေကအလောက်ကြီးတော့ဈေးမကြည့်ဘူး ဘယ်မှာဈေးကြီးလဲဆိုရင်ကျွန်တော်တို့အတုံးပြည့်တဲ့နေရာတွေပေါ့ဥမာခေါက်တံဝယ်လိုက်တာဈေးအလောင်းမရှိဘူးဒီမှာတွားရိုက်တဲ့နေရာတွေအတုံးပြူရတဲ့ပတ်စံတွေကပိုပြီးဈေးကြီးနေတတ်တယ်ဥပမာတပတ်ရစ်ကားတွေဆိုလည်းဝယ်တာကဈေးအလောင်းမရှိဘူးဘယ်မှာဈေးကြီးလဲဆိုရင် ကားပါကင်ကြီးနောက်ပြီးတော့ကားအခွန်အခပေးရတဲ့ကြီးတွေကပိုပြီးဈေးကြီးရဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့နောက်ထပ်ဗဟုသုတရရစီမဲ့အကြောင်းအရာကိုလည်းကျွန်တော်ဝေမျှပြီးသွားမယ် ကျွန်တော်တို့လည်း like and follow လေးနဲ့ဝင်ရံပေးပါအောင်လို့ကျွန်တော်တောင်းဆိုပေးရစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်